မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ရကန်လေးချောင်းရဲ့စကန်သုံးလေဒီဖြစ်ချပေးသည့်ပစ္စည်းတုံများအားကာယူနေစဉ်အေအေမှဒွန်လက်နက်ကြီးဖြင့်ပစ်ခတ်၍စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးမှပြုတ်ထွက်သွားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည် ဆီယောဆူအဖွဲ့ဝင်များပေးမိနေသည့်အမ်ဗရန်လန်နိုင်ငံကတောင်မော်ရှိနေချောင်းရံကာကွယ်ရေးဗျူဟာစခန်းကိုလေဒီဖြင့်ချပေးသည့်လက်နက်ခရင်စားနယ်ရိတ်ကများကိုစစ်သားများကကာယူနေစဉ်အာရခတက်တော်အီမလက်နက်ကြီးဒုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်၍စစ်သား30ကျော်ခန့်သေဆုံးပြီးကမ္ဘာလုံးမှပျက်စီးသွားတယ်လို့သတင်းရရှိပါသည်။၎င်းအခြေအနေကိုသိရှိထားသည့်စစ်ရေးသတင်းရင်းမြစ်တအူကနိုင်ငံကိုလေချောင်းရံကာကွယ်ရေးတောင်ကုန်းကို လေတီးတွေနဲ့ဒီကနေ့မနက်တစ်ကြိမ်နေ့လယ်တစ်ကြိမ်နှစ်ကြိမ်လာချပေးတယ်ဒုတိယအကြိမ်ပြစ်စစ်ကောင်းနေတော့အေအေလက်နက်ကြီးတပွဲကဒုံးလက်နက်ကြီးတွေနဲ့ချိန်ကပြစ်ခတ်ခဲ့တာပါလို့ပြောပါတယ်နိုဝင်ဘာလ16ရက်နေ့နနက်ကပထမအကြိမ်ဝိုင်းတွဲမှလေတီးဖြင့်ရိခါတို့များချပေးခဲ့တယ်လို့နေ့လယ်ပိုင်းမှာဒုတိယအကြိမ်ဝိုင်းအေးဖြင့်ချပေးခဲ့တယ်လို့ဆိုပါတယ် ပထမအကြိမ်ဝိုင်းသွင်းနဲ့ခြာပေးတာဘာမှမဖြစ်ဘူးဒုတိယအကြိမ်ဝိုင်းအိတ်ကလေထုတွေနဲ့ခြာပေးတဲ့စစ်သားတွေကခိုးအောင်နေတဲ့နေရာတွေကနေပြေးထွက်လာပြီးပစ္စည်းထုတ်တွေကိုစုပြုံပြီးကောင်းနေတော့အေကချိန်တိုင်းကိုက်ပစ်ခတ်လိုက်တာပါလူလဲ30လောက်တည်မယ်လို့ခန့်မှန်းရတဲ့စကန်ကုန်းပေါ်ကကဘာလုံးဆောက်အောင်လဲလက်နဲ့ကြည့်ထိပ်ပြီးပြိုသွားတယ်လို့၎င်းကဆက်ပြောပါတယ် အမရန်လန်ပေါ်နိုင်ရိတ်ကန်တောင်လေချောင်းရံကာကွယ်ရေးပြူဟာစခန်းကိုအရခတ်တက်တော်အေးဦးဆောင်ပြီးတော်လန်ရဲတပ်ဖွဲ့များကရဲအတန်ကြာဝိုင်းဝန်းပိတ်ဆို့ထားပြီးစစ်ကိုစစ်ကြောင်းများကိုလည်းတော်လန်ရဲတပ်ဖွဲ့များကတောင်ကျေးနာတိမရောက်နိုင်အောင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ထားပါသည်တို့အတွက်ရိတ်ခါနဲ့လက်နက်ခရမ်းများပြတ်တောင်နေသည့်နိုင်ရကံပြူဟာတောင်လေချောင်းရံကောက်ွက်ရင်းစခန်းကိုလေရင်များမှလေဒီများဖြင့်ရိတ်ခါများချပေးနေရပါသည်။နိုင်ရကံတောင်မှာရိတ်ခါကပြတ်လက်နေပါပြီ။ဒါကြောင့်လေချောင်းကနေလေဒီနဲ့နေတိုင်းလိုလိုချပေးနေရသည်။ ။အေးကလည်းအဲ့တောင်ကိုပပလေကဝိုင်းထားပြီးအလံဖြူတောင်လက်နဲ့ချဖို့ပြောထားတယ်။အောက်ခြေကစစ်ကိုလည်းမရောက်နိုင်တော့ဘူးဆိုရင်နိုင်ရီကန်ကကြကြတောက်ခံမှုမလွယ်နိုင်ပါဘူးလို့ပြောပါတယ်။နိုင်ရီကန်လေးချောင်းရဲ့ကာကွယ်ရေးစခန်းမှာစစ်ရေးအရာချင်းချောက်ခံနေရပြီးရဲခါများမှာပြက်လက်နေ၍ထွက်ပြေးသူစစ်သားများရှိသလုံးအာရခတပ်တော်ထံမှလက်နဲ့ချအလင်းဝင်ရသူများလည်းရှိနေတယ်လို့သိရပါတယ်။ အကြမ်းမဲ့စစ်တပ်ကလမ်းတင်လမ်းဟောင်းနှစ်ခုလုံးကိုအုံပြုပြီးရခုလအစောပိုင်းကစပြီးနေရီကန်တောင်ကိုပြန်လည်ပြီးအပြင်းထန်ထိုးစစ်ဆင်နေပြီးမိန်လမ်းဟောင်းဘက်ကပစီချင်းရွာနဲ့လမ်းတင်ဘက်မှာကုတ်ကြီးချင်းရွာကိုရောက်ရှိမလာနိုင်မဲဝမ်းဝမ်းတိုက်ခိုက်ခံနေရတယ်လို့ဆိုပါတယ်အကြမ်းမဲ့စစ်တပ်ထိုးတာကတော့လက်နက်ပတ်စလုံးကဆင်နေတယ်။ဒါပေမဲ့တိုးမရောက်မှုဖြစ်နေတယ်။အေးကနေရာကောင်းကနေဆောင်ဆိုင်တိုက်ခိုက်တဲ့အတွက်တချို့စစ်ကြောင်တချို့ဆိုရင်အကြဆုံးများပြီးနောက်ပြန်ဆုံနေရတယ်လို့၎င်းကပြောပါတယ်။ ဆီယောဆုကထိုးစစ်အောင်မြင်မှုမရသည့်ဖြစ်နေသည့်အတွက်လေးချောင်းမှစက်ပိုက်တာများဖြင့်အနည်းနာကျင်းရွာတွေဖြစ်ကြသည့်နောင်လှိုင်းရွာ၊ဗစီစွန်သက်လင်းနယ်၊ကုန်းကြီးစားသည့်ကျင်းရွာများကပုံကျဲနေမှုကြောင့်နေရန်များပြားနေဘာသာရေးအဆောက်အုံများစတင်ကြများလည်းပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့သိရပါတယ်ရှင်။ဆလဘီဖရူโซနဲ့ဘောလက်ခဲမှာတိုက်ပွဲပြင်းထန်နေဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်နီပြည်နယ်ဖရူโซနဲ့ဘောလက်ခဲမြို့နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ရဲဘော်အချို့ကပြောပါတယ်။ စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံနေတဲ့ KNI တပ်ပေါင်းစုတွေနဲ့ခမာရောရှိခြေရွာအနီးတဝိုင်းမှာနေစဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါတယ်။ဗော်လက်ခဲအဆက်ပဲပြောရမယ်။နေစဉ်ထိတွေ့မှုရှိတဲ့ထိတွေ့မှုကပြင်းထန်တယ်လို့ KNI ကကွယ်ရေးရပ်ပေါ်တအူးကပြောပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်တိုက်ခတ်မှုရှိပြီးစစ်ကောင်စီတပ်အနေနဲ့ဖရူโซဘောလက်ခဲလမ်းမပိုင်းကိုထိန်းချုပ်ဖို့ဖရူโซဘောလက်ခဲလမ်းမိုင်းကိုထိန်းချုပ်ဖို့စူးစမ်းနေတာအောင်မြင်မှုမရသေးဘူးလို့ကင်းနီစီးသတင်းရှင်မြစ်ကအသိပေးပါတယ် တိုက်ပွဲတွေကမူပြတ်ပဲ့ရောဖဲကုံပတ်မှာပါရှိပါတယ်။ဒါပေမဲ့ပေါ်လက်ခဲမှာတော့စက်တိုက်ချင်းနေပင်နောက်တစ်ခုကနဲမေခုံမျိုးကိုလက်နက်ကြီးနဲ့စက်တိုက်ပြစ်နေတယ်လို့လကောင်းကပြောပါတယ်။ဒါအပြင်ဒီမော်ဆိုမျိုးနဲ့တောငန်ခါနဲ့ပရိုငန်ကြီးရွာဘက်မှာစစ်ကောင်စီတပ်ကဒုံးနဲ့စက်တိုက်တိုက်ခိုက်နေတာတွေရှိတယ်လို့သိရပါတယ်။ကရင်နေပြည်နယ်ဖရူဆိုထားလေးနံဖဲပေါ်လက်ခဲလက်မကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲဒီလက်မကြီးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးကရင်မျိုးသားကကွယ်ရေးတပ် KNDF ကပိတ်ထားပါတယ်။ စစ်ကောင်စီကကင်းနီပြည်နယ်မဲဆဲဖားဆောင်နယ်စားတော်မြို့နယ်ကလွဲလွန်ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျေမခွင့်ပေးမှာမဟုတ်ကြောင်းကင်းနီပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်ရှင်။